ါပါဒီနေ့ပြောပြမယ့်သင်ခန်းစာလေးကတော့လူငယ်တွေအတွက်မတိမဖြစ်လစ်ဂီတာရဲ့အခြေခံအကျဆုံးဖြစ်တဲ့ဒါယာတော်နစ်စကေးလေးကို ကျွန်တော်တို့ဒီလက်သုံးချောင်းနဲ့လေ့ကျင့်ပြီးတော့သိခတ်တမှာဖြစ်ပါလေခုကြည့်နေတဲ့ဗီဒီယိုဖိုင်တွေကတော့ရလို့ဆရာကြီးတွေများပါခဲ့လို့ရှိရင်တော့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်ခင်ဗျာ။ကဲအချိန်မကုန်ရအောင်ကျွန်တော်တို့အတူတူအားလုံးကြည့်ကြရအောင်နော်။ ဒီ dial tone scale လေးကတော့ကျွန်တော် key C နဲ့ပြောပြမှာဖြစ်ပါတယ်ဒီ dial tone scale ကတော့စပြမယ်ဒီအခြေခံအကျဆုံး scale ဖြစ်တဲ့ do re mi fa ကိုပဲပြသွားမှာဖြစ်ပါတယ်ဒီ do re mi fa တော့ကျွန်တော်တို့ဒီလက်၃ချောင်းကိုပဲတုံးပြပြီးတော့လေ့ကျင့်သွားမှာဖြစ်ပါတယ်ဒီလက်၃ချောင်းကတော့ဒီမှာ លេខ3ឆောင်းជូ2ឆောင်းបងเนาะ5ជូណែ5ជូណែ4ជូបងเนาะឌីជូ2ឆောင်းនេះណែជន្រូសាទិញពីរលេខជីមកបងเนาะដូរេមីហ្វាសូឡាដូអូសូ for me when you ပြီးတော့အခုကျွန်တော်ဘယ်နေရာဒိုဖြစ်မလဲပေါ့နော်ကျွန်တော်ပြပေးမယ်နော်နံပါတ်5ကျိုးပေါ့နော်နံပါတ်5ကျိုး frequent 3နေရာမှာကျွန်တော်တို့လက်ညှိုးနဲ့ဖိတာမယ်နော်ဒီလိုရှိရင်တော့ ဒီ pattern ကနေတစ်ချက် down ပြီးလို့ရှိရင်နံပါတ်5ကျိုးပြန်မယ်နော်နံပါတ်5ကျိုးပြန်မယ်နော်ကျွန်တော်တို့ frequent နံပါတ်5နေရာမှာ frequent နံပါတ်5နေရာမှာတစ်ချက်ပြီးမယ်ပြီးလို့ရှိရင်တော့ဒီ5ကျိုးပြန်မယ် frequent နံပါတ်9နေရာနဲ့10နေရာမှာ လက်ညှိုးနဲ့လက်ကလေးเนาะဘာမဆိုရင် down up ပေါ့เนาะ down up ဒီ mi fa မလေး down up ပဲเนาะ down up ဆက်သွားမယ်เนาะပြီးလို့ရှိရင်တော့လေးကြိုးပေါ့เนาะလေးကြိုးဖက်ကွက်နံပါတ်5နေရာမှာ လက်ညှိုးတစ်ချက်တီးမယ် fret quest နံပါတ်9နေရာမှာလက်တကြွေတစ်ချက်တီးမယ်နော် down up ပဲနော် down မယ် up ပဲနော်ပြီးလို့ရှိရင်တော့ fret quest နံပါတ်9နဲ့30နေနော်လက်ညှိုးကျိုးနံပါတ်4မှာ fret quest နံပါတ်30မှာ ကိုမှတစ်ချက်တီးမယ်30မှတစ်ချက်တီးမယ်နော်နော်ဒါပါပဲနော်ပေါင်းပြီးတော့တီးကြည့်လိုက်မယ်နော်နော်ဒါ ਉਹ ပဲကျွန်တော်တို့ဖြည်းဖြည်းချင်းလေ့ကြည့်ပြီးတော့ကျွန်တော်တို့ဒီမက်ထရိုနောင်းနဲ့ဖြည့်ပြီးတော့ပေါ့ပေါ့ပေါ့ I mean လေဘာလို့90ဝန်းကျင်လောက်ပေါ့နော်60နိုင်မယ်ဆိုရင်90လောက်ဖြည့်ထားပြီးတော့မလေ့ကြည့်လိုက်မယ်နော် ဒါမျိုးပဲเนาะဒိုကျိုးလည်းမှတ်မိရမယ်เนาะဒီဒိုရီမီဖွာဆိုတဲ့ရှေ့တဲ့နေရာကိုလည်းမှတ်မိရအောင်เนาะအဲကြောင့်မလို့ဒီတိုင်းပဲကျွန်တော်တို့စတင်လေ့ကြည့်နေ့တိုင်းနေ့တိုင်းလိုလိုလေ့ကြည့်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ခီးကိုဖြည်းဖြည်းလေးနဲ့ပေါက်မှာဖြစ်ပါတယ်โอเคဒီဗီဒီယိုကြည့်နေတဲ့ညီငယ်တွေအတွက်အားလုံးအဆင်ပြေနိုင်ပါစေလို့ဆုမွန်တောင်းပါတယ် ်နောက်ထပ်ဗီဒီယိုဖိုင်မှာဘယ်လိုနည်းနဲ့လာမလဲဆိုတာကိုပြန်လဲစုံစမ်းကြရအောင်